မင်္ဂလာပါရှင်။ ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်စစ်ကောင်စီတပ်မှလက်နက်ချအလင်းဝင်လာသူနှင့်စစ်တုံးပန်း60အထိရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူတွင်စစ်ကောင်စီတပ်နှင့်အာရကတပ်တော်အေအေတို့အကြားထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကအထူးကိုက်အကြရှုံများကလက်နက်ချအလင်းဝင်သူနှင့်ဖမ်းဆီးရမိသည့်စစ်တုံးပန်းစုစုပေါင်း60ခန်းအထိရှိလာနေသည်ဟုအေအေနှင့်နှီးဆက်သည့်စစ်ရေးသတင်းရင်းမြစ်ထံမှသိရပါ ါတယ်။လောလောဆယ်မှာလက်နက်ချအလင်းဝင်လာတဲ့သူတွေဖမ်းဆီးမိတဲ့သူတွေကစုစုပေါင်း50 60လောက်တော့ရှိပါတယ်ဟုအသက်30အရွယ်ကြောက်ဖြူဒေသခံစီရီတရင်ရင်းမြတ်တဲ့ဦးကဆိုပါတယ်။စစ်ကောင်စီတပ်သားများမှရဲဘော်အချင်းချင်းညှိနှိုင်းမှုများပြုလုပ်နေပြီးအာရကတပ်တော်ထံသို့ဝင်ရောက်လာမှုများလည်းရှိနေသည်ဟု၎င်းကဆက်ပြောပါရယ်။တရင်လိုက်ဝင်လာတာတော့မရှိပါဘူး။ရဲဘော်အချင်းချင်းညှိနှိုင်းပြီးတော့ဝင်လာကြတာမျိုးပါ။နေတိုင်းကြီးတော့ဝင်လာတာတော့မဟုတ်ပါဘူး။ရဲအတိကြတော့မဟုတ်ဘူးပေါ့။၁၀ရောက်တစ်ဖက်၊၄ရောက်တစ်ဖက်ဝင်လာတာမျိုးတွေရှိပါ တယ်ဟု၎င်းကဆိုပါတယ်။လက်နက်ချအလင်းဝင်သူများတွင်ဒုဗိုလ်မှူးကြီး၊ဗိုလ်မှူးကြီး၊တပ်ရင်းမှုအဆင့်၊ဖြူဟာမှုအဆင့်ရှိသူများနှင့်တပ်ဖွဲ့ဝင်များပါဝင်သည်ဟုလည်းသိရပါတယ်။ပြီးခဲ့တဲ့မေလ30ရက်တွင်လည်းတိုင်းစစ်ဦးစီးမှုဒုတိယဗိုလ်ချုပ်ကြီးကျော်လင်းကျိုင်အပါအဝင်တပ်ဖွဲ့ဝင်15ဦးကို AA ကလက်ရဖမ်းမိခဲ့သေးသည် ယခုအရေးအတွက်60မှာဧပြီလနဲ့မေလအတွင်းအလင်းဝင်ရောက်လာသူများနဲ့ဖမ်းဆီးမိသူများဖြစ်သည့် AA နဲ့စစ်ကောင်စီတို့အကြားကြောက်ဖြူတွင်တိုက်ပွဲစတင်ဖြစ်ပွားသည့်မှာပြီးခဲ့တဲ့2024ဒီဇင်ဘာလကလေးကဖြစ်ပြီးယခုနှစ်မေလအတွင်းတွင်တိုက်ပွဲများပုံမပြင်းထန်လာခြင်းဖြစ်သည့်စစ်ကောင်စီအနေဖြင့်ကြောက်ဖြူတွင်လေးချောင်းဖြင့်၎င်းရေတက်နေပြီများမှ၎င်းခုခံတိုက်ခိုက်မှုများရှိနေသည်ဟုလည်းသိရသည့်ကြောက်ဖြူတွင်ခါလရ43ခါမရ943ခါမရ942အမှတ်32ရဲတပ်ရင်းနှင့်တညာ ဝရီရေတပ်ဌာနချုပ်တို့အောင်စစ်ကောင်စီကတက်ဆွဲထားဆဲဖြစ်သည်ဆလပီ AA ရဲ့တရားဥပဒေစိုးမိုးရေးတိစောက်နေမှုအပေါ်ဘာပြောကြသလဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်သူလူထု၏ထောက်ခံမှုရရှိထားသောရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အရကတက်တော် AA သည်တရားစီရင်ရေး အုတ်ချုံရေးရန်နေရာများကိုပြီးခဲ့တဲ့လေးနှစ်ကတည်းကလဲပတ်ခဲ့သည်ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသောပြည်သူလူထုအနေဖြင့်မတရားမှုအကြမ်းဖက်မှုလူရမ်းမှုစသည့်အမှုခင်းဆိုင်ရာကိစ္စရပ်များကိုအီးမေး Telegram VK စသည့် social media platform များမှတဆင်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ထံတိုင်ကြားနိုင်ကြောင်း2021ခုနှစ်ဩဂုတ်လ10ရက်နေ့တွင် AA ကကြေညာခဲ့သည်တရားစီရင်ရေးနှင့်ပတ်သက်ပြီးကျေးရွာအုပ်စုတိုင်းနှင့်ခရိုင်အစဉ်စသည့်တတ်မှတ်နေရာများတွင်တရားရုံးများကိုဖွင့်ထားကတိုင်ကြားစာကိုကျူးလွန်ခံရသူဖြစ်စေ ၊ဆွေမျိုးတော်ဆက်သူတစုံတဦးမှဖြစ်စေ၊တိုင်ကြားနိုင်ပြီးတိုင်ကြားမှုစုံစမ်းစစ်ဆေးမှုအရေးယူဆောင်ရွက်မှုဖြစ်စဉ်ပြီးမြောက်သည့်အစဉ်စဉ်အတိတိုင်တန်းသူ၏ကိုယ်ရေးကိုယ်တော်အချက်အလက်များမပေါက်ကြားစေရန်ထိမ့်သိမ်းကာကွယ်ပေးသွားမည်ဖြစ်ကြောင်း AAE ထုတ်ပြန်ချက်တွင်ပါရှိပါသည်။ရခိုင်မျိုးသားအဖွဲ့ချုပ် United League of Afghan လက်အောက်တွင်ကြေးရွာအုပ်စုတိုက်နယ်ခရိုင်အဆင့်အသီးသီးရှိပြီးကြေးရွာအုပ်ချုပ်ရေးမှူးတိုက်နယ်မှူးမြို့နယ်အုပ်ချုပ်ရေးမှူးစသဖြင့်ပိုင်ခြားထားသည် 2023တကြောပြန်တိုက်ပွဲနောက်ပိုင်းရဲတပ်ဖွဲ့အနေဖြင့်ပြည်သူ့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဌာန Department of Law Enforcement and Public Security DLEPS တပ်ဖွဲ့ဖွဲ့စည်းပြီးရခိုင်ဒေသရှိ AA စိုးမိုးနယ်မြေများတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့်ရခိုင်ပြည်နယ်တွင်အာရကတပ်တော် ULA AA မှသိမ်းပိုက်ထိန်ချုပ်ထားသည့်မြို့နယ်များတွင်အာရကပြည်သူ့အစိုးရဥပဒေရေးရာဌာနမှတရားရုံးများဖွင့်လှစ်၍ဥပဒေနှင့်အညီဆောင်ရွက်နေသည်ဟုဆိုတော်လဲလက်တွေ့တွင်ဥပဒေနှင့်အညီဆောင်ရွက်ပိုင်း၌အားနည်းမှုရှိနေကြောင်းရခိုင်ဒေသတွင် 为帮大家抓包拉丁。 အဘဲကြောင့်ဆိုသော ULAAA မှတရားမစီရင်ခင်ကာလစက်ကြာအချိန်ကြာမြင့်စွာဖမ်းဆီးထိန်းသိမ်းထားခြင်းများချုပ်နှောင်ထားစဉ်ကာလအတွင်းသေဆုံးသည့်ဖြစ်စဉ်များရှိခဲ့သည်ပြီးခဲ့တဲ့2023ခုနှစ်ဒကြော့ပြန်တိုက်ပွဲမစခင်ကာလကကြောက်ဖြူမျိုးနဲ့ကျွေးတဲ့ကြီးရွာခန့်ကိုအောင်နိုင်ကိုစိုင်းကဲခိုးမှုဖြင့် ULAAA ကဖမ်းဆီးခဲ့ရာဖမ်းဆီးထားစဉ်ကာလအတွင်းအတွင်းတရားများဖြင့်လက်လွန်သည့်ဆုံးသွားခဲ့ရာကြောင်းရခိုင်အခြေစိုက်သတင်းဌာနများတွင်ဖော်ပြထားသည်ပြည်ထောင်စီရင်ချက်မှချမီ AA ရဲတပ်ဖွဲ့ဝင်များရဲ့ ရိုင်းနှံမှုကြောင့်အတွင်းတရားများရရှိထားရာရေးတောက်မှု၍ထိဆုံးသွားသည်ဟုအေအေပြောခွင့်ရခိုင်သူခါက ရခိုင်ဒေသအခြေဆိုင် Western U ကိုဖြည့်ဆို့ထားသည်ထို့ပြင်2024ခုနှစ်ဒီဇင်ဘာလကပုံနာကျုံမြို့မှာအယက်သားမိသားစုဝင်၅ဦးကိုအာရကကြက်တော် AA ကရွှေရည်များခိုးယူမှုဖြင့်ဆွဆွဲဖမ်းဆီးထားပြီးနောက်လေးလကျော် အကြာတွင်အဆိုပါမိသားစုထဲမှကိုအေးမင်းစွေသည်2025ခုနှစ်ဧပြီလအတွင်းရင်တိုက်ခံရမှုကြောင့်တည်ဆုံခဲ့ရပြီးနောက်ကြံမိသားစုဝင်၄ဦးကိုပြန်လွှတ်ပေးလိုက်သည့်သတင်းများထွက်ပေါ်လာသည် ထိုရင်တိုင်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး AACOC ကျောင်းဘိုးချုပ်ထွန်းမြတ်နိုင်ညီတော်ဆက်သူပိုမူထွန်းမြတ်နိုင်ကလုံခြုံရေးတပ်သားဦးဝင်းထေမောင်းနေလာသည့်ကားသည်ဗရိတ်မကောင်းသဖြင့်တိုင်းပြည်ပြီးလမ်းပြီးသို့ထိုးဆင်းသွားခြင်းဖြစ်ကြောင်းနှင့်ရှင်မောင်းဦးဝင်းထေအားဒေသအချုပ်တော်၌ထိမ့်သိမ်းထားပြီးတေဆုံးသူကိုအေးမင်းစွေ၏ရုပ်အလောင်းအားစစ်စစ်ချက်ရယူထားကြောင်း၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာ၌ရေးသားထားသည်။ရင်းနောက်တွင်စက်သိမ်းပေါင်း တောင်းကနန်းတံပိုးရှိရွှေရုပ်ပျောက်ဆုံးသူမိသားစုမှာဆွဆွဲထားသောအ धिक ဆွဆွဲခံရသူမှာတည်ဆုံသွားပြီဖြစ်သောကြောင့်အမှုကိုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းဧပြီလ19ရက်နေ့က၎င်း၏လူမှုကွန်ရက်တွင်ဖော်ပြခဲ့သည်။ယင်းဖြစ်စဉ်မှုကြောင့်ဝေဖန်မှုများမြင့်တက်လာသဖြင့်ဖမ်းဆီးခံထားရသူမိသားစုဝင်များကိုအေအေကပြန်လွတ်ပေးခဲ့သည်။2023ခုနှစ်က၆ဖြူမျိုးမှာဆိုင်ကယ်ခိုးတဲ့သူကိုဖမ်းဆီးချုပ်နှောင်စင်မှာပင်ကွယ်လွန်သွားတဲ့အခါကျတော့ ULA အေအေကနေပြီးတော့အရာရှိတွေကိုပြစ်ဒဏ်ပေးပြီးသားဖြစ်ပါရယ်။ ULAAA ရဲ့တရားစီရင်ရေးလမ်းကြောင်းမှာပွင့်လင်းမြင်သာမှုမရှိဘူးဆိုတာလည်းမှန်ပါတယ်။ဘာလို့လဲဆိုတော့ဒါကလုံခြုံရေးအရာလောက်ရတာဖြစ်တယ်။နောက်နောက်ကိုတိုင်းပြည်နယ်ကိုပိုင်အုပ်ချုပ်ခွင့်နဲ့ကိုကံကြမ္မာကိုဖန်တီးခွင့်ရတဲ့အခါတရားစီရင်ရေးတို့အုပ်ချုပ်ရေးတို့ပြ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 ဖြစ်လာအောင်ကျွန်တော်အမြဲတမ်းအကြံပေးပါတယ်။ဖြစ်လာမယ်လို့လည်းမျှော်လင့်ပါတယ်ဟုရခိုင်ပြည်နယ်လူအခွင့်အရေးကောက်ွယ်မြင့်တင်သူများအသင်းဒါရိုက်တာဦးမြတ်ထွန်းကမှတ်ချက်ပြုပါတယ်။ ဖန်စီခံထားရသူတည်ဆုံခြင်းဖန်စီထိမ့်သိမ်းထားသူများကိုကာလရှိချုပ်ရမှန်မယူပဲထိမ့်သိမ်းထားခြင်း URL လက်အောက်ရှိပြည်သူ့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဌာန Department of Law Enforcement and Public Security DLEPS တပ်ဖွဲ့ဝင်များကရိုင်းပြစွာပြောဆိုဆက်ဆံခြင်းအကျဉ်းသားအချုပ်သားအခွင့်အရေးမရရှိခြင်းများဖြစ်ပေါ်နေခြင်းကြောင့်အမိမဖော်လိုသူရခိုင်လူအခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် ဖမ်းဆီးခံထားရသူဤမိသားစုဝင်များကဆိုပါတယ်မြို့နယ်တရားရုံးမှာချုပ်ရမန်ယူထားတဲ့ချုပ်ရမန်က15ရက်တခါယူရတာဖမ်းဆီးထားတဲ့ပုံမကအာမခံပေးလို့ရတဲ့ပုံမနဲ့ဖမ်းဆီးထားတာတရားရုံးကအာမခံပေးပေမဲ့ DLEPS အဖွဲ့ကမပေးတော့ဘူးအချိန်ပြည့်ပြီဆိုခမည်းတော်တော့ပါညာနဲ့ရိုင်းရိုင်းဆိုင်ဆိုင်ပြောတာတွေရှိတယ်မချီမငန်ပြောဆိုဆက်ဆန်းတာတရားသူကြီးဘက်ကအမှုကိုအာမခံပေးဖို့ပြောရင်အထက်ကအမိန့်မရလို့အာမခံပေးလို့မရဘူးလို့ပြောတာတွေရှိတယ်ဟိုအမ်းမြို့နယ်ရှိဖမ်းဆီးခံထားရသူမိသားစုဝင်တအူကပြော ်ပါတယ်ဆွဆွဲခံတရက်ခံများကိုမိသားစုဝင်များနဲ့ပေးတွေ့ခြင်းမတွေ့ခြင်းမှာစီရေးကာလဖြစ်နေခြင်းကြောင့်လေချောင်းတိုက်ခိုက်မှုလုံခြုံရေးအပေါ်မူတည်ပြီးစစ်ဆင်ထားခြင်းဖြစ်ကြောင်းအာရကတက်တော် AAE ပြောရေးဆိုခွင့်ရခိုင်သူခါကတရင်ဌာနကိုတုံ့ပြန်ဖြေကြားပါတယ် အချုပ်တရက်ခန်းတွေကိုမိသားစုတွေနဲ့တွေ့ဝင်ပေးပါတယ်15မိနစ်ဆိုတာတော့မဟုတ်ပါဘူးလိုအပ်ရင်လိုအပ်တယ်လို့အခြေအနေအပေါ်မူတည်ပြီးတော့မှအမြဲတမ်းပေးတွေ့နေတာရှိပါတယ်တချို့နေရာတွေမှာအမြဲတမ်းပေးမတွေ့တဲ့အနေအထားတွေလည်းရှိနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့အခုကစစ်ကာလဆိုတော့လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုကျွန်တော်တို့အမြဲတမ်းစိုးရိမ်နေရတယ်ဒါကြောင့်မလို့တခါတလေမှလုံခြုံရေးအရာအရေးကြီးတဲ့အခြေအနေတွေမှာအမြဲတမ်းပေးမတွေ့နိုင်တာပြုံးတခါတလေရှိတာပေါ့ဒါပေမဲ့အမြဲတမ်းတော့မဟုတ်ပါဘူးဒါလုံခြုံရေးအပေါ်မှာပဲမူတည်ပါတယ်ဟုလက်ကောင်းကပြောပါတယ် ယ်။ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန DLEPS တပ်ဖွဲ့ဝင်များရိုင်းပြစွာပြောဆိုဆက်ဆံခဲ့ပါကဆက်ဆံခံရသူစက္ကန့်စတဲ့တိကျခိုင်မာတဲ့အချက်အလက်များဖြင့်တိုင်တန်းပါကတဲ့မဲ့ပြုပြင်ပေးကြောင်းခိုင်သူခါကထပ်ဆောင်ပြောကြားပါတယ်။ ULAAA အနေဖြင့်အမှုကျူးလွန်သူမိသားစုဝင်များကိုမြို့ပေါ်တွင်ချုပ်နှောင်ထားခြင်းမဟုတ်ဘဲလုံခြုံသည့်အနေအထားတွင်ချုပ်နှောင်ထိန်းသိမ်းထားခြင်းဖြစ်ပါတယ်။ ဖန်ဆင်းနေစဉ်အတွင်းယမန်ယူရန်3လ5လအချိန်ကာလကြာမြင့်နေသည်မှာလဲထော်လန်ရေးခရီးစဉ်အတွင်းပြည်ပပြည်မြေမဖြစ်မြောက်သေးသည်တရားစီရင်ရေးစနစ်ကြောင့်လိုအပ်ချက်အချို့ရှိနေသည့်ကြောင်းရခိုင်ဒေသခံများကသုံးသပ်ပါတယ်ကျွန်တော်တို့ရဲ့တရားစီရင်ရေးကာလကပြည်ပပြည်မြေမဖြစ်သေးပါဘူးတရားသူကြီးတွေတရားရေးဝန်ထမ်းတွေနဲ့ တရားစီရင်မှုအောက်သွားနေရတာမျိုးမဟုတ်ပါဘူးအခြေအနေအရရှိနေတွေကိုသင်တန်းပေးပြီးတရားသူကြီးအနေနဲ့တာဝန်ထမ်းဆောင်နေရတဲ့အခါကျတော့ဒီလိုပုံစံမျိုးဖြစ်တယ်လို့လေ့လာသိရှိရပါတယ်။ဒါတွေကတော့ကျွန်တော်တို့တော်လန်ရေးကာလမှာလိုအပ်ချက်တခုလို့ပြောလို့ရပါတယ်ဟုဦးမြတ်ထွန်းကထောက်ပြပါတယ်။တရားစီရင်ပြီးနောက်အကျဉ်းချခံနေရသူများဤမိသားစုဝင်များမှလည်းလုံခြုံရေးချောင်းထာဝန်စာပါဆဲပစ္စည်းများပေးဖို့ရန်ကန့်သက်ခံရသည့်အခက်အခဲလေးကြုံတွေ့နေရသည်။ကုန်စည်နှုန်းကြီးမြင့်မှုကြောင့်စားနပ်ရိက္ခာခက်ခဲမှုစေဝါရှာပါမှုများရင်ဆိုင်နေရသည် က်ခိုင်ဒေသတွင်အချင်းကြခံထားရသူများအကြံမိသားစုများကစိုးရိမ်နေကြရသည်။ပါဆယ်ပို့လို့မရဘူးအထင်းမှာသူတို့ကြေးတာပဲစားရတာ။လုံခြုံစိတ်ချရတဲ့နေရာမှာတလားတခါမိသားစုနဲ့တွေ့ခွင့်ပေးစီခြင်းနဲ့စေဝါတွေကရက်ခိုင်မှာခက်ခဲနေတော့လုံလောက်တဲ့စေဝါတွေတော့မရှိဘူးတဲ့။အချုပ်တရေခန့်တွေကိုယ်တိုင်ပြောတာ။ဖန်စီထားတဲ့လူဦးရေများတဲ့အတွက်ထမင်းတနက်ကိုတင်းရနဲ့ချီပြီးကုန်တယ်ဟုရက်ခိုင်ဒေသတွင်တက်ကြွလှရှာသူတို့ကပြောပါရယ်။ အေအေနှင့်နီးစပ်သူအစိုးအရရခိုင်ဒေသအတွင်းရှိအာရက်ကတက်တော်စိုးမိုးနယ်မြေများတွင် အကျဉ်းသားအချုပ်သား8000အထက်ရှိနိုင်ကြောင်းဆိုပါရယ်ရှင်းအရေးအတွက်ကိုသတင်းဌာနကအတိမပြုနိုင်ပါ ULA AAA တရားစီရင်ရေးယန္တရားကလက်တွေ့မြေပြေတွင်အမှန်တကယ်တရားမျှတရန်အရန်အရေးကြီးပြီးစနစ်ကြသည့်တရားစီရင်ရေးဆောင်ရွက်ရန်လုံလောက်သည့်ရှေ့နေတရားသူကြီးအခြေခံအဆောက်အအုံရှိရန်လိုအပ်ပြီး ကိုကျင်တရားစွမ်းဆောင်ရေးအရေးချင်းကောင်းသည့်ရဲတပ်ဖွဲ့ဝန်ထမ်းကောင်းများထေချာစီစစ်ရွေးချယ်ခန့်အပ်ရန်အရေးကြီးကြောင်းနိုင်ငံရေးလေလာသုံးသပ်သူနိုင်ငံရေးအကျဉ်းသားဟောင်းဦးထွန်းကြည်ကအကြံပြုပါတယ်။ တရားစီရင်ရေးမှန်းတိုင်းရန်နရကရဲတပ်ဖွဲ့ဓာတ်တွေအရေးကြီးတယ်လူအခွင့်ရေးချိုးပေါက်တဲ့ကိစ္စတွေမဖြစ်ဖို့လိုအပ်တယ်ထိန်းချုပ်နယ်မြေပေါ်လာလေလေအမှုအခင်းမျိုးစုံများလာလေလေပဲအဲ့ဒီအခါကျတော့အာလုံးလွှမ်းခြုံပြီးကင်တွယ်ဆောင်ရွက်တဲ့နေရာမှာအချိန်ဆွဲကြံကြာတာမျိုးဖြစ်လာတာတွေကိုတရားဥပဒေစိုးမိုးရင်တရားထိန်းချောင်းတက်မှတ်ဖို့လိုတယ်မဟုတ်ရင်မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဟု၎င်းကပြောပါတယ်ရခိုင်ဒေသတွေနေထိုင်သူများအလုံးတန်းတူညီတူတရားမျှတမှုရရှိရန် ULA AA ကကြိုးပမ်းဆောင်ရွက်ရမည်ဆိုတဲ့ ဲသတင်းစကားဆောင်ပုံနဲ့လျော်ညီရန်လိုအပ်ပြီးတရားဥပဒေပုံရိပ်မတိကျရန်ဆောင်ရွက်တင်ကြောင်းဦးထွန်းကြည်ကမှတ်ချက်ပြုပါတယ်။ AA အပါဝင်တိုင်းရင်းသားလက်နက်က EAO များစုံမထားသည့်နေမည်များတွင်တရားစီရင်ရေးစနစ်နှင့်ပတ်သက်၍မြည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေအရတရားရုံးတည်ထောင်ထားကြောင်းနှင့်တရားရုံးများသည့်မိခဲ့သို့စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးမည်ဖြစ်ကြောင်းအများပြည်သူရှိတရားဝင်ချပြထားခြင်းမရှိသေးပေ။ အေးအေးအပေါ်မှာတော့လူတွေကယုံကြည်တယ်။ဒါပေမဲ့တရားရေးကိုကင်တွယ်လိုက်တဲ့အချိန်မှာလူတို့ကရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အပေါ်မှာတော့ယုံကြည်မှုတွေတဖြည်းဖြည်းကျဆင်းလာတယ်။တက်တော်ဘက်ကိုယုံကြည်ပြီးမဲ့ ULA ရဲ့တရားစီရင်ရေးနဲ့အုပ်ချုပ်မှုရန်ရအောင်မှာတိုက်နယ်မှုတွေကအချိန်တို့အတွင်ပိုင်ဆိုင်မှုတွေများလာတာမြင်တော့အယုံအကြည်ပြက်လာတယ်။အေးအေးတက်ဖွဲ့ဝင်တွေကြတော့လာစားမရဘူး။စားနေရိတ်ခါနဲ့ပဲရက်တီနေရတော့အေးအေးတက်ဖွဲ့ဝင်တွေကိုလူတို့ကယုံကြည်မှုရှိတယ်ဟုအမိမဖော်လို့သူရခိုင်ဒေသတွင်တက်ကြွလှူရှာသူတို့ကပြောဆိုပါတယ်။ တိုင်းစစ်ဌာနချုပ်အပါအဝင်ရခိုင်ပြည်နယ်ရှိမြို့ဆက်လင်းမြို့နယ်ချင်းပြည်နယ်ပလက်ဝမြို့ကိုအေအေကတိမ့်ပိုက်ထားသည်စစ်တွေကြောက်ဖြူမန်အောင်မြို့တို့သာတိမ့်ပိုက်ရန်ကြံသည် ULA AAE စီရေးနိုင်ငံရေးညီမှန်ချက်သည်ရခိုင်အမျိုးသားများလွတ်မြောက်ရေးအမျိုးသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်နှင့်အုပ်ချုပ်ခွင့်ရရှိရေးရခိုင်လူမျိုးများ၏ကံကြမ္မာကိုမိမိတို့လက်အတွင်ထားရှိနိုင်ရေးအမျိုးသားရေးဆုံးရှုံးမှုများပြန်လည်ရရှိရေးတို့ဖြစ်ပါသည် တော်လရေးခရီးစဉ်ဆုံးကန်းတိုင်လင် AAE ရခိတလမ်းစဉ်ရှောက်လမ်းရာတွင်စစ်မှန်သောတရားမျှတမှုရှိရန်ရခိုင်လူထုတရက်လုံးကမျှော်လင့်နေကြသည်